ိတ်ထပ်ပေါက်များထပ်ပေါက်ဆိုတာကိုပါဠိဘာသာနဲ့ဘုရားမြတ်စွာကနေတရဏဆိုတဲ့စကားလုံးကိုအသုံးပြုတယ်နေတရဏဆိုတာထပ်ပေါက်ပဲတစ်စုံတစ်ခုအခက်အခဲအခက်အခဲအကြံတဲတွေနဲ့ကြုံတွေ့နေတဲ့အခ လူတွေကထပ်ပေါက်ရှာလေးရှိကြတယ်ပေါ့။လောင်ပိတ်မိနေပြီဆိုလို့ရှိရင်ပုပ်ပူဆိုးလာပြီးအပေါက်ကွဲသွားရတဲ့လေတောင်မှပဲလောင်ပိတ်ထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားတယ်။လူတွေရဲ့စိတ်ဟာလည်းပဲထွတ်တူပဲထပ်ပေါက်မပေးပဲနဲ့ ိတ်ရဲ့သိမှုတွေချုပ်တီးထားမယ်ဆိုလို့ရှိရင်ဟောကွဲသွားတယ်တရားမလို့နှလုံးကွဲတာလို့တရားပြောနေဆိုရင်အသေးကွဲတာလို့ဘာလို့ဖြစ်တာမင်္ဂန်နဲ့ထွက်ပေါက်တစ်ခုရဖို့အမတန်မှအရေးကြီးတယ်ထွက်ပေါက်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားက စိတ်ရဲ့ထပ်ပေါက်များဆိုတာအမြဲတမ်းမှတ်သားစရာကောင်းလက်တွေ့လည်းကြားဘုန်းကြီးတို့ရဲ့နေစဉ်ဘဝမှာစိတ်နဲ့ပတ်သက်ပြီးတော့အကြအတဲတစုံတရာတွေ့လာမယ်ဆိုလို့ရှိရင်ဟောဒီထပ်ပေါက်များကိုအသုံးချပြီးတော့ဖြေပြောင်းလို့ရနိုင်တယ်နောက်ဆုံးမှာစိတ်ဟာလုံးမြောက် လုံးဝလွတ်မြောက်သွားတဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားတယ်။လုံးဝလွတ်မြောက်သွားတဲ့အခြေအနေရောက်တဲ့စိတ်ထက်ကလေးဟာဘယ်ခါကာလမှပြန်လည်ပြီးတော့မြင့်နွမ်းလာတဲ့ဆိုတာမရှိဘူး။ဘယ်ခါကာလမှပြန်လည်ပြီးတော့လုံရှားလာတာဖြစ်စည်းလာတာမရှိတော့ဘူး။ဆင်းရဲလုံရှားမှုများကို emotion လို့ခေါ်တယ် စိတ်ရဖြစ်သိမှုတွေကို stress ဒီကနေ့ခေတ်မှာလူတွေဟာကြီးပွားတိုးတက်အောင်ကြိုးစားအားထုတ်ကြတယ်စီးပွားရေးဘက်ကတိုးတက်လာအောင်နိုင်ငံတကာအဆင့်မီအောင်ဟိုလူဒီလူရဲ့အဆင့်တွေမီအောင်လို့ဆိုပြီးတော့ကြိုးစားအားထုတ်လာကြတဲ့အခါမှာ လူဘဝလူလောကအသုံးဆောင်နေဘက်ကလူတွေချမ်းသာလွယ်ကူမှုအတွက်အသုံးပြုเสียရတဲ့ဘက်ကအမတန်မှတိုးတက်ကောင်းမွန်လာတော့အမတန်မှတိုးတက်ကောင်းမွန်လာကိုယ်နိုင်ငံဒီနိုင်ငံခရီးသွားဖို့ဆိုလဲတက်တောင်တက်တာအချင်းကြိုးလိုနဲ့ရောက်သွားနိုင် ကိုယ်နိုင်ငံအတွင်းမှာလည်းတနေရာတနေရာသွားမယ်ဆိုလို့ရှိရင်တက်တက်သားသားအချိန်ဒိုလေးအတွင်းမှာရောက်ရှိသွားနိုင်ဒီလိုစီးပွားရေးဘက်ကလူတွေရဲ့အတုံးဆောင်ဘက်ကတိုးတက်လာပေမဲ့လို့စိတ်ရဲ့ဖြည့်ဆည်းမှုတွေကများများလာတယ် ဒီလောက်လွယ်ကူပြီးတော့တိုးတက်နေတဲ့ခင်ကြီးထဲမှာစိတ်ချမ်းသာမှုတွေပိုတိုးလာသလားလို့ဆိုရင်စိတ်ချမ်းသာမှုကပိုမတိုးစိတ်ရဖြစ်စေမှုဌာန်တွေကပိုတိုးလာအဲ့ဒါဘာကြောင့်လဲလို့ဆိုတာအလေးနဲ့ထားပြီးတော့လေ့လာပြီးတော့ကြည့်တယ်လေဘုရားမြတ်စွာဘုရားကနိလန်းနဲ့တွေ့ထားတယ်လူတွေရဲ့ လိုဘဘယ်တော့မှပြည့်တယ်လို့မရှိပြည့်တယ်မရှိသေးတဲ့ကြောင့်မပြည့်နိုင်တာကြီးကိုဖြည့်နေမယ်ဆိုလို့ရှိရင်မဆုံးနိုင်တဲ့ခရီးလမ်းကြီးကိုရှောက်နေတာဖြစ်လို့လူရည်ရဲ့စိတ်ဓာတ်ဟာလူမြဲလုံးနေမှာပဲအတိတ်တော်လောကောတဲ့ဘုရားမြတ်စွာဘုရား လောကသားတွေကဘယ်တော့မှတင့်တိမ်သွားတာမရှိဘူးတဲ့ဘလောက်ပဲဖြည့်စည်းပေးဖြည့်စည်းပေးမတင့်တိမ်ဘူးကောင်းတဲ့ကောင်းအောင်တိုးတက်တဲ့တိုးတက်အောင်ဒီလိုပဲချိုးစားနေမှာနောက်ပဲချိုးစားချိုးစားထိုကဲ့သို့ချိုးစားလာသည်နှင့်အမြတ်လူအသုံးဆောင်တွေကတိုးတက်လာသည်နှင့်အမြတ် လူတွေရဲ့စိတ်ထဲမှာလည်းပဲစိတ်ဖြည့်ဆည်းမှုဆိုတဲ့ဒဏ်ရဒဏ်ရက်တွေကလည်းပဲတိုးတယ်တိုးလာတယ်။တကမာလုံးနဲ့ခြုံကြည့်မယ်ဆိုရင်ဒီတိုင်းပဲမြင်ရမယ်။ဧကံကောင်းထောင်းမှလို့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာယူခွင့်ရကြတယ်။တရားကိုနှလုံးသွင်းခွင့်ရကြတယ်။လက်တွေ့ကျင့်သုံးခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေမှာ ိုစိတ်ဖြစ်စည်းမှုဌာန်တွေကိုအတော်အသင့်ရှင်းချနိုင်ကြတော်သင့်ရှင်းချနိုင်တယ်ရှင်းချထားတဲ့ဟာလည်းပဲအမြဲတမ်းမှန်ကန်တဲ့နည်းနဲ့ရှင်းချဒီကနေ့ခေတ်မှာစီးပွားရေးဘက်ကတိုးတက်တယ်လို့ဆိုတဲ့နိုင်ငံအချို့မှာ ဘာတွေလဲတိုးတက်နေတယ်လဲလို့ဆိုလို့ရှိရင် stress လို့ခေါ်တဲ့စိတ်ရှိစီးမှုတွေလည်းတိုးတက်နေတယ်။ဒါကြောင့်မို့ stress ဆိုတဲ့စိတ်ဖြစ်စီးမှုတွေတိုးတက်လာတဲ့အတွက်ကြောင့်ဖက်ပေါင်းရှာတဲ့အနေနဲ့နိလန်းနေအသုံးချကြတယ်။ဘုရားမြတ်စွာဟောကြားတဲ့နိလန်းကိုမတွေးရှိသဖြင့်နိလန်းဖြစ်လို့ဖြစ်냐 သတ္တလို့သတ္တများဆိုပြီးတော့လောကပညာရှင်တွေက stress ကိုရှော့ချဖို့ရနည်းမျိုးမျိုးနဲ့ကြိုးပမ်းလာကြတယ်။ psychotherapy တို့နော် psychiatrist တို့ psychotherapist တို့စိတ်ကြည်စည်းမှုတွေကိုနည်းမျိုးမျိုးနဲ့ဖြေကျောက်ဖို့ကြိုးစားလာကြတယ်။မြန်မာနိုင်ငံမှာတဲ့ အနောက်နိုင်ငံတွေဥရောပနိုင်ငံတွေမှာ psychotherapy ဆိုအလုံးနဲ့စိတ်ဖြစ်စည်းမှုကိုလျှော့ချဖို့ကြိုးပမ်းတာပုံများလာအိမ်မြန်မာနိုင်ငံမှာကတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုဖြန့်ဖြူးပြီးတော့နေကြလို့ထို့ထို့ကပ္ပဌာန်းရိပ်တာတွေ တော်ပြီးတော့စိတ်ငြိမ်ချမ်းမှုကိုယူကြတယ်ဘုရားမြတ်စွာပေးထားတဲ့မင်္ဂန်နဲ့အတွေ့အလေးတွေကစိတ်ရှိစိတ်မှုကိုကြောကြသွားစေရှိလေပမာလူမျိုးတွေဟာစိတ်ရှိစိတ်မှုကိုဘလို့လျှော့ချကြသလဲလူတိုင်းလူတိုင်းလောက်နီးနီးစဉ်းစားကြတယ် ဤသဗ္ဗိသင်္ခါရအနိစ္စသင်္ခါရတရားဆိုတာမြဲတာမှမဟုတ်ပဲလူ့ဆန္ဒဆိုတာပဲပြည့်နိုင်ပါမလဲဟောဒီအတွေးလေးတွေကဘုရားမြတ်စွာသင်ထားလို့မိမိတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာဟိုပကန်းခေတ်ကစပြီးတော့မြန်မာနိုင်ငံကိုရောက်ရှိပြီးတော့ထွန်းကားခဲ့တဲ့မြန်မာလူမျိုးတွေရဲ့သေးသားထဲမှာစိတ်ဝင်လာတဲ့ ဘုရားရဲ့အဆုံးအမတွေပဲအဲ့ဒီဘုရားရဲ့အဆုံးအမတွေကိုမိဘဆယ်မျိုးတွေရဲ့အစဉ်အဆက်ကနေပြီးတော့ဇာဘူးလာဝရှိလာကြတယ်သင်္ခါရဆိုတာမမြဲဘူးခေရပဲဖြစ်ဖြစ်ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဒါတွေကအနတ္တသဘောတရားတွေပဲဆိုတဲ့အတွင်းလေးတွေနဲ့စိတ်ဖြစ်စီမှုတွေကို ျော့ချတဲ့နည်းလေးတွေရနေကြတယ်အဲ့ဒီလိုစိတ်ဖြစ်စီမှုတွေကိုျော့ချရနေသည့်အတွက်ကြောင့်အထိုင်ကြောင်စိတ်ရဲ့ထွက်ပေါက်တွေဆိုတာမြန်မာလူရဲတွေကတွေးရှိနေကြတယ်ဒါအမှန်တန်ကောင်းတဲ့အခွင့်အကောင်းကြီးတစ်ခုလို့လူတိုင်းကအတိမပြုတ်ချင်မှပြုတ်မှာတချို့နိုင်ငံညာသားတွေကမြန်မာပြည်လာတယ် လာရင်ကနေကဲခတ်နိုင်ငံသားမှနေစဉ်တော့ကသို့မဟုတ်ရဝေးကနေပြီးတော့သူတို့မြန်မာလူမျိုးတွေအကြောင်းတမျိုးမြင်တာမြန်မာလူမျိုးတွေရဲ့အကြောင်းကိုအဝေးသတင်းအရာတမျိုးမြင်ရဒီရောက်လာတဲ့အခါမြန်မာလူမျိုးတွေဟာပြုံးပြုံးရွှင်ရွှင်နဲ့ပျော်ပျော်ရွှင်ရွှင်ညနာချီချီလင်းလင်းနဲ့နေကြထိုင်ကြ ပေါ့ပေါ့ပါပါနေကြထိုင်ကြသွားကြလာကြစားကြလာမြင်တော့သူတို့စိတ်ထဲမှာမဝေခွဲနိုင်ဘူးဘာကြောင့်မြန်မာလူမျိုးတွေရဲ့မျက်နှာတွေဟာရှင်လန်းနေရသလဲဘာကြောင့်မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်တွေဟာကြီးလင်းအေးမြတ်နေရသလဲဆိုတာအကြောင်းရင်းကိုမသိလို့ရှိရင်သူတို့ဖြေရှင်းနိုင်မှာမဟုတ်ဘူးတကယ်ကတော့ဘုရားမြတ်စွာရဲ့ တရားဓမ္မအရှိတ်အောင်မြန်မာလူတွေမျိုးတွေဟာစိတ်ရဲ့ထွက်ပေါက်တွေကိုအထိုက်အထက်ရောက်ရရှိနေကြလို့ပဲလို့ဆိုတာသိသိချာချာစဉ်းစားကြည့်သိနိုင်ပါလေဒါတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့ပြုလုပ်ပြီးတော့တောင်းပါပဲ ိတ်ရဖြစ်စည်းမှုတန်တွေကိုရှော့ချမှုဆိုတာဉာဏ်ရဲ့တစ်ခုအနေနဲ့သိနေကြအဲ့ဒါကိုဘယ်လိုခေါ်တော့အင်္ဂလိပ်လိုတို့က NDSR တို့တကယ်လို့မှာ psychology နဲ့ပတ်သက်ပြီးတော့သင်ကြားတဲ့အချိန်မှာအခုက modern education မှာဒါပါ Các cái đồ chìa nhà dạy trạc hữu này Phô trả lấy Em đi mindfulness Đi sợ là gặp S sợ stress A sợ là reduction Mindfulness based stress reduction Đi chìa nhà trạc hữu အခြေခံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တတိတရားကိုအခြေခံပြီးတော့စိတ်ဖြည့်စည်းမှုကိုရှင်းချခြင်းဆိုတဲ့အဖြစ်ပဲဒါမြန်မာနိုင်ငံမှာတတိပဒံရှင်းစင်တယ်ဘုရားမြတ်စွာဟောထားတော်မူခဲ့တဲ့တတိပဒံရှင်းစင် mindfulness space တတိတရားကိုအခြေခံပြီးတော့စိတ်ရဲ့ဖြည့်စည်းမှုတန်တွေကိုရှင်းချတာဒါကြောင့်မို့မြန်မာလူမျိုးတွေဟာ စိတ်ဆင်းရဲမှုတံကိုကြားရှိမခံကြရဘူးထပ်ပေါက်ကလေးတွေရှိတယ်ပေါ့အိမ်မင်္ဂန်နဲ့ထပ်ပေါက်ကလေးတွေမြတ်စွာဘုရားဟောထားတာရှိဆံရဆံရထပ်ပေါက်ကလေးတွေရရှိအမတန်ကြီးမားတဲ့အဆောက်အဦကြီးတစ်ခုလူတွေအများပြား ုရုံရောင်းရှိနိုင်တဲ့အစာအုပ်တစ်ခုစူပါမတ်ကတ်ကြီးတို့လိုလေစိတ်အစာအုပ်ကြီးတို့လိုဒီလိုကြီးမားတဲ့အစာအုပ်ကြီးတွေမှာ exit ဆိုတာလေးရှိတယ်။အေးလင်ညာနဲ့ခီးသွားတဲ့ပုံစံတွေလည်းတွေ့ကြပါလိမ့်။မတော်တဆအန္တရာယ်ကျုံးလာလို့ရှိရင်ဖက်ပေါက်ဆိုတာ exit ဆိုတာလေးပြတ် စိတ်ချရေးရနဲ့ပတ်သက်လာလို့ရှိရင်လည်းစိတ်ဆိုတာအာယုံရဲ့ဖြည့်စင်းမှုတွေပေါ်မှာစဉ္ရင်သုံးသပ်မှုဖြည့်ပြောင်းနိုင်မှုထွက်ကောက်မရဘူးဆိုလို့ရှိရင်စိတ်ဖြည့်စင်းမှုတွေများလာတတ်တယ်။အဲ့ဒီလိုများတဲ့အခါမှာမင်္ဂန်နဲ့ထွက်ပေါက်ကလေးတွေရအောင်ရှိဖို့လိုအပ်တယ်။ အဲ့ဒါကြောင့်လို့ဒီကနေ့စိတ်ရဲ့ထွက်ပေါက်များလို့ဆိုရယ်စိတ်ဆိုတဲ့နေရာမှာစိတ်ရဲ့ထွက်ပေါက်ဟာဘယ်မှာရှာရမှာတော့စိတ်မှာပဲပြန်ရှာအစာဟုတ်ကြီးတစ်ခုရောက်နေတဲ့ပုံကိုထိုးအစာဟုတ်တဲ့ကထွက်ချင်လို့ရှိရင် exit ဆိုတာကိုရှာရအဲ့ဒီထွက်ပေါက်ကနေထွက်ရအဲ့ဒါလိုပဲစိတ်ကြည်စည်းမှုချက် စိတ်ထဲမှာအကျဉ်းချက်တွေဖြစ်ပေါ်နေတယ်ဖြစ်ပေါ်နေလို့ရှိရင်ဘလို့လို့ဒီဒီအကျအတဲကထွက်မလဲလို့ဆိုတာစိတ်ထဲမှာပဲပြန်ရှာတာပေါ့ဒါကြောင့်မလို့စိတ်ရဲ့ထွက်ပေါ်များဆိုတာဘုန်းကြီးတို့တွေလေ့ကျင့်ထားရမှာဖြစ်တယ်ပေါ့အဲ့ဒီလေ့ကျင့်ထားဖို့စိတ်ရဲ့ထွက်ပေါက်တွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားက မေတ္တာရဏိယဆိုတဲ့ပုံမှာ6မျိုးဟောထားတာရှိတယ်စိတ်ပြည်သီးလာလို့ရှိရင် ထပ်ပေါက်ရဖို့မှန်ကန်တဲ့နည်းနဲ့ထပ်ပေါက်ရဖို့ရသဖျားကလမ်းညွန်ပေးထားအဲ့ဒီလမ်းညွန်ရဲ့အတိုင်းနိုင်ငံချင်းချင်းကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်မြည်သူမ စိတ်ထဲမှာပောက်ကွဲမှုတန်တွေကိုခံရမှာမဟုတ်ပါဘူးဖြစ်လာလို့ရှိရင်လည်းထွက်ပေါက်ရသွားမှာပါအေးမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုမနာရလို့ဒီနည်းစနစ်တွေကိုမသိတဲ့ပုဂ္ဂိုလ်တွေဘုရားတရားတော်တွေကိုမျက်ွယ်ပြုတ်နေလို့ဒီနည်းစနစ်ကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရထပ်ပေါက်ဆိုပြီးတော့ မိမိတို့တွေးမိရာရာခြံစီမိရာရာထပ်ပေါက်မျိုးမျိုးကိုပြုလုပ်ကြတယ်ဆိုပါလို့လောကသူတွေမှာလူငယ်လူရဲ့အတိုင်းအမိုက်ပွိုင်းနေတယ်ရန်ခါရန်ခါစိတ်ညစ်ဆရာဆိုတာတွေ့လာရန်ခါရန်ခါစိတ်ညစ်ဆရာတွေ့လာတယ်ရန်ခါရန်ခါပျော်စရာတွေတွေ့လာတယ် ရံခါရံခါစိတ်ထဲမှာအလိုမကျတာတွေတွေ့လာတယ်။ရံပါရံခါကျတော့မထိမ့်သိမ့်နိုင်တော့အောင်ဒေါသပေါက်ပွဲလာတာမျိုးတွေတွေ့တတ်တယ်။အဲ့ဒါလို့စိတ်အချင်းအကျက် emotion တွေများလာလို့ရှင်ဖက်ပေါက်ရှာမရတော့မလုပ်ကြဒီကနေ့ခေတ်အချို့ပုံပေါ်တွေက စိတ်ကိုဖြစ်စည်းမှုတွေကိုထွက်ပေါက်ရှာတဲ့အနေနဲ့ဝိရစေဝါတွေသုံးပြကြတယ်အယက်သေးစာတွေတောက်စားကြတယ်အဲ့ဒီနည်းနဲ့ထွက်ပေါက်ရှာလိုက်ကြတယ်ဆိုလိုတာကယတနာစိတ်ထဲမှာဖြစ်လာတယ်ထိုယတနာကိုမေ့ပြဖို့ကြိုးစားမေ့ပြဖို့ကြိုးစားတဲ့နေရာမှာ အာယုတခုနဲ့လွှဲဖယ်ပြီးတော့အစားထိုးပြီးတော့တကယ်ဖြစ်စည်းနေတာကိုဖယ်ရှားဖြစ်ဖို့မကြိုးစားပဲနဲ့စိတ်ကိုခိတ္တခဏမေ့သွားအောင်တခြားနည်းလမ်းတွေနဲ့ဖက်ပေါက်ရှာရအဲ့ဒီဖက်ပေါက်ဟာတကယ်အစစ်အမှန်ဖက်ပေါက်မဟုတ်သေးတဲ့အတွက်ကြောင့်ဒီထဲမှာပဲပြန်ဝဲလည်လာ တကယ်ငြိမ်းချမ်းတဲ့အပြင်ကိုမရောက်မသွားပဲနဲ့အတွင်းထဲမှာတဝဲလေလေနဲ့ထပ်ပေါက်ရှာရင်ရှာရင်နဲ့ဒုက္ခရောက်သွားကြအချင်းချက်တွေပုံများလာယတနာတစ်ခုကနေနှစ်ခုဖြစ်လာတယ်နှစ်ခုကနေသုံးခုဖြစ်လာဒီကနေ့ထပ်ပေါက်ကိုမှန်မှန်ကန်ကန်ထပ်ပေါက်ကိုမရှာနိုင်ဘူးဆိုလို့ရှိရင်ဒီလိုပဲပြဿနာတက်တာ တချို့ကပြောကြတယ်မဟုတ်လားလူတယောက်ပွမ်းစားတဲ့အလေးချင်းလို့ဆိုပွမ်းဆွဲသွားတယ်ပွမ်းဆွဲတာရနဲ့ဘာနဲ့ဖြတ်ရမလဲလို့စဉ်းစားထပ်ပေါက်ရှာတာပဲဒါပွမ်းကမဖြတ်နိုင်ဘူးမဖြတ်နိုင်လေးအတွက်ကြောင့်ဘာနဲ့အစားထိုးလို့ဆိုဆေးလိမ့်နဲ့အစားထိုးကွမ်းစားတာပြတ်ချင်လို့ဆေးလိမ့်နဲ့အစားထိုးတဲ့အခါကျတော့ ကွမ်းလဲဖြတ်လို့မရဘူးနောက်ထပ်ဆေးလိပ်ဆွဲတာတစ်ခုထပ်ပေါ်လာတယ်။ဟောကွမ်းရောဆေးလိပ်ရောနှစ်ခုစလုံးဆွဲသွား။အဲ့လိုမျိုးလို့ပဲစိတ်ရဲ့ထွက်ပေါက်ကိုအယက်သေးစားတို့၊ငူရစေဝါတို့ဓာရီနဲ့အစားထိုးပြီးတော့ထွက်ပေါက်ရှာမယ်ဆိုလို့ရှိရင်ကြံစည်တွေကပို့ပြီးတော့ပဲတက်လာမယ်တဲ့။ဒါကြောင့်မို့လို့အဲ့ဒီဖြေနီးကားတွေဟာ မှန်ကန်တဲ့ဖြေဒီကမဟုတ်ဘူးအဲ့ဒီထွက်ပေါက်ဟာမှန်ကန်တဲ့ထွက်ပေါက်မဟုတ်ဘူးတဲ့ရသော်ပြန်ဟောထားတဲ့ထွက်ပေါက်အလွန်သိမ်မွေ့ပြီးတော့အလွန်ထိရောက်တဲ့ထွက်ပေါက်ပဲဤကောင်းပြီဘုန်းကြီးတို့တွေမှာကျန်ပါရန်ခါစိတ်ထဲမှာအလိုမကျမှုဆိုတာဖြစ်တယ် ထို့အလိုမချမှုကကြီးထွားလာလို့ရှိရင်ပေါက်ကွဲလာဒေါသပေါ့ဒေါသဖြစ်လာတယ်ဇာပါကလို့ခေါ်တဲ့စိတ်ဟာငြင်းချမ်းတဲ့စိတ်ကလေးပျက်စီးလာဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူရဲ့မျက်နှာဟာလည်းကြည်လင်ခြင်းမရှိတော့ဘူးပြုံးချိုခြင်းမရှိတော့ဘူး မျက်နှာအနေထားမှာပြောင်းလာအဲ့ဒီလိုစိတ်ရဲ့အလိုမကျတဲ့ဇာပါဒတို့ဒေါသတို့ဖြစ်လာလို့ရှိထိုဒေါသကိုထပ်ပေါက်ရှာတာတချို့ကဘာလို့ကိုမကျေနပ်တဲ့ဟာတခြားနဲ့စားထုတ်သို့မဟုတ်မကျေနပ်တဲ့လူကိုတခုခုနဲ့အနိုင်ယူလိုက်တယ်အဲ့ဒီအနိုင်ယူလိုက်တာထပ်ပေါက်မဟုတ်ဘူး တို့တော့လူတွေကအဲ့ဒါထွက်ပေါက်ထင်ပြီးတော့အဲ့ဒီကနေထွက်ကြတယ်ပြဿနာထပ်တယ်လားပေါ့မြတ်စွာဘုရားကအေးစိတ်ထဲမှာအလိုမကျတဲ့ဇာပါရရဲ့ထွက်ပေါက်စိတ်ကဘာလဲဆိုရင်မေတ္တာပါလို့မေတ္တာပွားရမယ်မေတ္တာပွားခြင်းဖြင့်ဇာပါရရဲ့ထွက်ပေါက်ကိုရရှိနိုင်တယ်ဒါမှန်ကန်တဲ့ဤစနစ်ပဲ